မျိုးသမီးတယောက်အနေနဲ့ဒီစစ်မြေပြင်မှာတနက်ကမီရောတိုက်ခိုက်တိုက်ခိုက်တာကနည်းရယ်ပေါ့နော်ဒါပေမဲ့တကူးဆိုရင်ဒီဝေဟင်ကနေပြီးတော့ drone နဲ့တိုက်ခိုက်တာလို့ရှိမယ်အာပြလို့ရှိရင်စဖို့ဆောင်ဝင်တာလည်းရှိမယ်ဒီ medic ကန်တာရှိမယ် drone ကန်တာတွေရှိမယ်ပြလို့ရှိရင်စီယုံရေးပေါ့ဒီတော်လေထဲမှာမျိုးသမီးတယောက်ပါလာပြီဆိုရင်တော့လူအများစုကတော့ ိတ်ဝင်စားကြတယ်။အာယောက်ျားလေးတွေနဲ့တန်းတူ line လုံးနိုင်နိုင်လည်းရှိတယ်ပေါ့နော်။ line လုံးနိုင်နိုင်လည်းရှိတယ်။အ ਨੇ ဆုံးတော့၃ပုံ၂ပုံလောက် line လုံးနိုင်တယ်လို့ထင်တယ်ပေါ့။ဘယ်လိုပဲဖြစ်ဖြစ်တော်လိုင်းကြီးပြီးအောင်ဟိုအောင်မြင်ဖို့တော့တော့ဟိုလေးတွေမှမဟုတ်ပဲ main ကလေးတွေလည်းပါဝင်လှုပ်ဆောင်ရမယ်ပေါ့။လှုပ်ရမယ်ပေါ့။ အမျိုးသားတွေလုံနိုင်သလားတော့မလုံနိုင်ပြင်မဲ့သူတို့ရဲ့သုံးဖို့တဘောလောက်တော့အမျိုးသမီးတွေကလုံနိုင်ပြီပေါ့နော်ဥပမာဆိုအခုဆိုရင်ညီမဆိုမက်တစ်မှာတာဝန်ထမ်းဆောင်ရပေါ့နော်အာမက်တစ်ပိုင်းမှာဆိုရင်လည်းအာအမျိုးသမားအမျိုးသားလည်းလုံနိုင်တယ်အမျိုးသမီးလေးလည်းလုံနိုင်တယ်ပေါ့နော်အမျိုးသမီးတွေကြတော့အကယ်အာဒီရှေ့အခြေဘက်မသွားနိုင်ရင်တော့မှဒီမှာရှိတဲ့ရဲဘော်တွေအာဒီအနောက်တန်းမှာနေတဲ့ရဲဘော်တွေတီတီတွေလည်းအာအကုန်လုံးတော့အလုံးမဟုတ်ပဲနဲ့အမျိုးသမီးတွေလည်းပါဝင်နိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော် ီတော်လန်ရေးမှာဒီအအရင်ကတည်းကလည်းခွဲခြားမှုတွေရှိတယ်လူအဒီလူမျိုးစုခွဲခြားမှုတွေလူမျိုးပြဿနာတွေနောက်ပြန်ဂျန်နာခွဲခြားမှုတွေကြားမခွဲခြားမှုတွေဒါရှိပြီးသားပဲဒါပေမဲ့ဒါကကျွန်တော်တို့အခွင့်အရေးပဲကျွန်တော်တို့အခွင့်အရေးပဲအဲကျွန်တော်တို့ဘလောက်လုံနိုင်တယ်ကျွန်တော်တို့ဘလောက်လုံနိုင်စွမ်းရှိတယ်ဆိုတာကိုကျွန်တော်ကျွန်တော်တို့ချပြနိုင်တဲ့ဒါအခွင့်အရေးပဲမိန်းကလေးတိုင်းရတော့ကိုအားတက်တလုံးနေမှာပါဝင်တက်တယ်ဘာဖြစ်လို့ဆိုအခုဆိုနီးပညာပိုင်းလေးရောရောင်းပိုင်းဆိုင်ရောအများကြီးပဲလေဟိုတော်လန်ရေးရ ရှစ်သွားမှာတော်လိုင်းရမှာပေါ့မနောက်တန်းမှာနေပြီးတော့ကို့ကိုပေးရတောင်းကိုခြေပွန်အလုပ်လဲတော်လိုင်းပဲအခုဆိုရင်မတက်တို့เนาะပြီးရင်ရုံးပိုင်းဆိုင်တို့ထောက်လန်ရေးတို့ဒီဒရုန်းပိုင်းတို့ဆိုရင်မိန်းကလေးတွေပါဝင်တက်တယ်လေဒါကြောင့်အများကြီးကိုလည်းရှိနေပါပြီလို့ဟိုရှေ့တန်းကိုသွားမှာတချို့ကမိန်းကလေးတွေကရှေ့ကိုသွားရမှာကြောက်ကြတယ်လေဟိုအရှိသွားရမှာလားလက်နက်ကင်ရမှာလားဒီတော့တဲ့ဝင်လက်နက်ကင်ရမှာလားဒါဆိုဝင်ချင်းသူတို့လေဒါပေမဲ့အဲ့လိုမှောက်ဘူးလို့ ကိုနိုင်တဲ့ဘက်ကနေတော့အတက်တက်လို့လေးပဝင်ပေးရင်လည်းတော်လိုင်းရပါပဲလို့အဲ့ဒါကြောင့်အပြင်မှာရှိတဲ့ main လေးကိုလည်းဖိတ်ခေါ်ချင်ပါတယ်အန်ဒီတော်လိုင်းရေးမှာပါဝင်ဖို့ဆုလုပ်ခဲ့ရအရာရတော့အများကြီးရှိရပေါ့နော်ဟိုအဓိကကတော့မိသားစုပေါ့မိသားစုဆုလုပ်ခဲ့ရတယ်ပေါ့ဒီတော်ဝင်ဖို့အချိန်မှာအမေက2ရက်လောက်ကြိုတိ သူတီတော့မေပြပြတဲ့အချိန်မှာမေက၂ရက်လောက်ထုံးမစားဘူးငိုတယ်မိသားစုကိုစီးပွားရေးရှာပြီးနောက်ပိုင်းနိုင်တော့ဘူးဒီတွန်လိုင်းရေးတဲ့ကိုပါဝင်လာဘူးကကြတော့ဆွန့်လွတ်ခဲ့ရတာတော့အများကြီးပဲပေါ့ဒီအရေးကြီးရဲ့ဆွန့်လွတ်ခဲ့တာရရှိမယ်ဒီအဓိကဆိုရင်တော့ပညာရေးနဲ့အနာဂတ်ရှိမယ်အာပြီးလို့ရှိရင်လုံခြုံရေးနဲ့အသက်အန္တရာယ်ပေါ့အဲ့လိုမျိုးတွေရှိမယ်ပြီးလို့ရှိရင်ဒီဘယ်လိုပြောရမလဲပုံမှန်ဘဝပေါ့လွတ်လပ်တဲ့လူငယ်ဘဝတွေကိုဆွန့်လွတ်ခဲ့ရတယ် အာညီမဆိုရင်ဥမာပညာရေးပိုင်းလဲဆိုလို့ရတယ်ပြီးလို့ရှိရင်ဒီပညာရေးတို့ရီမန်ချာတို့ကိုလူငယ်ရဲ့အနာဂတ်တို့ပေါ့နော်အကောင်လုံးကိုဆိုလို့ခဲ့ရတဲ့အိမ်တွေအာမိဘတွေအကောင်လုံးကိုဒီထဲမှာနှိမ့်မြောက်ပြီးတော့ရှိသမျှအရာအလုံးကိုဆိုလို့ခဲ့ရတယ်ပေါ့နော်ဆုံးပြတ်တာတော့အများကြီးပဲဆုံးပြတ်ခဲ့ရပေးဆက်ခဲ့ရတယ်အများကြီးပဲပေးဆက်ခဲ့ရတယ်ဒီတော်လိုင်းရေးကိုဟိုဘယ်လိုပြောမလဲဆိုမိသားစုလေးကိုဆော့ပစ်ခဲ့ရတာမျိုးလေးပေါ့နော်အဲ့ဒါလေးကိုအကောင်လုံးဆော့ပစ်ခဲ့ရတယ်ဒီတော်လိုင်းရေးရာ ိုပါမမှတ်ပါဘူးကိုမပါလည်းဖြစ်တဲ့တိုင်းမှာကိုကိုနဲ့ကိုဒီတော်လိုင်းကြီးကိုလုံးမဲ့ဆိုစိုက်တက်ပြီးွားနဲ့ဖြစ်လို့ဒီတော်လိုင်းတွေပေါင်ခဲ့တာပါလူသားတယောက်ဖြစ်တဲ့အတွက်လူသားရဲ့ရပိုင်ခဲ့အခွင့်အရေးမရလို့ကျွန်တော်လာလာကျွန်တော်ကဒီစစ်တပ်ဆင်းလာခြင်းစနစ်တစ်ခုကိုတိုက်ထုတ်တဲ့နေရာမှာကျွန်တော်နာကြီးစိတ်နဲ့တိုက်တာမဟုတ်ဘူးကျွန်တော်သူကမရှိသင့်ဘူးဒါမရှိထိုက်တဲ့အရာမျိုးတရားနည်းလည်းမကျတဲ့အတွက်ကျွန်တော်ကတိုက်တာအဲအဲ့အဲ့အတွက်ကျွန်တော်လာတာပေါ့နော်ကျွန်တော်မှသူ့ပုံမှာဒီပုဂ္ဂိုလ်ရဲ့ရနာကြီးစိတ်ဆိုတာမရှိဘူးသူ့ရဲ့တရားမမျှတဲ့ အရာတွေကပဲရှိတာပထမဆုံးကတော့ဒီဆေးအနာရှင်စနစ်ကိုဝင်ကြရို့နောက်ပြီးတော့ဥမာဒီလူငယ်တွေဆိုရင်အနာကက်တွေပျောက်တယ်ပြီးလို့ရှိရင်သူ့ရဲ့အောက်ချုံမှုအောက်ချုံမှုကိုမကအာ တော်လန်ရတာပေါ့နော်မကြိုက်လို့ပြီးလို့ရှိရင်ညီမဆိုရင်ဒီထဲရောက်လာဘူးကအများကြီးကိုကြားထဲမှာအာဒုက္ခခံခဲ့ရတယ်တော်ထဲမှာဆိုရင်လည်းဒီထဲမရောက်ခင်တော်ထဲမှာဆိုရင်လည်း၃လလောက်ထွက်ပြေးရတယ်ပေါ့နော်အဲ့မျိုးဒုက္ခတွေလည်းအများကြီးကြံရရတယ်အာဆေးအနာရှင်စနစ်ကိုတိုက်ဖက်ဖို့ကဒီတော်လင်ပြီးမြောက်မှရမှာပေါ့နော်တော်လင်ပြီးမြောက်မှဒီကလူရဲဘော်တွေလည်းဒီကအာညီမတို့လည်းအိမ်ပြန်နိုင်မှာဖြစ်မှာပေါ့နော်အကယ်၍ဒီတော်လင်မပြီးတရွတ်ရတော့အိမ်ပြန်နိုင်မှာမဟုတ်ပါဘူးအဲကြောင့်အာအကောင်လုံးကဒီ အစာတော်လည်ရေးကိုပြီးဖို့အတွက်အကောင်လုံးကလည်းစူးစမ်းနေပါတယ်လို့ကျွန်တော်တို့ကကျွန်တော်တို့ဘဝကိုပြောင်းလဲပြဖို့အတွက်ပြီးမြောက်ဖို့အခွင့်အရေးတခုကျွန်တော်တို့ရနိုင်ပြီရနိုင်တဲ့အချိန်မှာအကောင်လုံးကတပြိုင်နက်တည်းပါဝင်ကြမယ်ဆိုရင်တော့အဲကောင်းမွန်တဲ့အရွေးတခုကိုရောက်မယ်ကောင်းမွန်တဲ့ပန်းနိုင်တခုကျွန်တော်တို့အကောင်လုံးအတူတူရောက်ကြမှာပါလို့ပြောချင်ပါတယ်ဟုတ်ဒီတော်လည်ရေးထဲမှာပေါ့နော်ကျမတို့ကြီးပဲမဟုတ်ပဲနဲ့ဒီအပြင်ကလူတွေပေါ့နော် ုလုံးပူးပေါင်းပါဝင်စေချင်တယ်ဗောကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်မှာဒီဆရာနာရှင်ကလည်းနည်းနည်းအမြင့်ပြက်မယ်အဲ့တော့ကြာမှာကိုလိုချင်တဲ့ရီမန်းချက်ပန်းနိုင်အောင်လည်းရောက်မယ်အဲ့တော့ကြာရင်ပြောပြရမယ်ကိုအနာကက်အတွက်လည်းအိမ်မက်နာကက်ကိုလည်းအကောင့်တွေဖော်လို့ရတယ်ဗောအဲဆိုတော့လိုချင်တာကတော့ငယ်ငယ်ရေးဗော